ဒါလူဘဝမှာဒီလိုစပါအမတန်မှ ရာခဲတဲ့လူဘဝတစ်ခုဟာအောင်းအောင်းမြင်းမြင်းမိဘဝန်းကထွက်ဖို့ဆိုတာကိုတော်တော်ခဲရင်နဲ့နော်အဲ့ဒါလို့ကနလို့ဆိုရဲအတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတ္တတ၄ဘက်ဖြစ်သွားတယ်အဲ့ဒီကနကနေပြီးဘာဖြစ်လာတော့ဆိုဘူး၄၅ခုထွက်လာတယ် အဲ့ဒါကိုခဏပတ္တခါအဖုလေး၅ခုတစ်ခုကခေါင်းပေါက်မဲ့နေရာကျန်တဲ့နှစ်ခုကလက်ကျန်တဲ့နှစ်ခုကခြေတောင်နှစ်ဖက်ပေါ့အာလုဘူးလေး၅ခုအရင်ထွက်လာတယ်တဲ့အဲ့ဒီနောက်မှလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ကလနာဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင် ဆိုပါတော့အတိညာထက်မြတ်တဲ့လူသားတယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပ္ပစိတ်ဒါအဘိဓမ္မာသင်ပူတဲ့လူတော့အဲ့ဒါလို့ပြောရင်နားလေပထမမဟာဝိပ္ပစိတ်သောမနတ္တညာနတံပယုပထမမဟာဝိပ္ပစေအတ္တင်္ခာရိကပထမမဟာဝိပ္ပစေဆိုလိုတာက အဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အတိညာဆိုတဲ့ဒီစဉ်းစားဉဏ်လေးအခြေခံလေးပါတယ်ချက်မြမှုဆိုတဲ့အနေထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့ဘာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတယ်မြတ်စွာဘုရားเนาะ အတိတ်ဘဝကကုသိုလ်ကံရဲ့ဆွမ်းအားကြောင့်သင်္ခါရဆိုတာတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့ဆွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခဏကလနာလို့ဆိုတဲ့နေရာမှာဘာလာပေါ်လာလဲဆိုရင်ခဏပြောတဲ့တတိသုံးမျိုးဆွမ်းဤသုံးခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ဝန်တာတဲ့အနေထားရှိတဲ့ဝန်တာတဲ့ခံစားချက်လေးပါမယ်အတိညာပါမယ်ချက်မြှုပ်လေးပါတယ် အဲ့ဒီသုံးခုပါတဲ့ပရိသေရိစိတ်လေးဝင်လာတယ်။အဲ့ဒီပရိသေရိစိတ်လေးဝင်လာတာနဲ့တကြိုင်နဲ့ပရိသေရိစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေပါလာတယ်တဲ့။တခါဒါကနံပိုင်းဆရာဖြစ်ပေါ်လာဘူး။နံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသေရိစိတ်ကလေးနဲ့ပြန်ပြီးတော့ ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခေါဏကကလလရေကြီးလို့ခေါ်တဲ့ဒီအပေါင်းအစုလေးထဲမှာဘာပါလာတော့ဆိုလို့ရှိရင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ယုတ်မျိုးစိပါလာတယ်။ထရေယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးထရေယယုတ်ဖြစ်ပေါ်ဖို့ရအနေထားတစ်ခုပါလာတယ်။ နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရအတွက်မျိုးစိတ်လေးတွေပါလာတယ်အလုံးပေါင်းလိုက်တဲ့အခါကျရုပ်သုံးမျိုးကလပ်အားဖြင့်ပြောမယ်ဆိုရင်ကလပ်သုံးစီးအဲ့ဒီကလပ်သုံးစီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုအတိတ်ကကံကထုတ်လုပ်တာအဲ့ဒီရုပ်သုံးမျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးရုပ်တစ်ခုတစ်ခုက10ခု10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့ အဲ့ဒီပရိသေရိစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခု။ဘာနဲ့အလားတရာတူလို့ဆိုလို့ရှိရင် မျိုးစိတ်လေးတစ်ခုကြည့်ပေါ့။ဟုတ်ကဲ့လား။မျိုးစိတ်လေးတစ်ခုကြည့်။တယက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်။ပဲစီထဲမှာခွဲကြတော့ဘာမှဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲ။ဟုတ်ကဲ့လား။သို့တော့အဲ့ဒီထဲမှာတတ္တိလေးတွေရှိတယ်။ ဗတ္တတိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်းထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ထိလိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်းလေးတက်လာလိမ့်မယ်ဟုတ်တယ်မလားအေးအဲ့ဒါလိုပဲကလလရေကြီးတဲမှာခုနသရေစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူး အဲ့ဒီပရိသေရိစေဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နဲ့ခန္ဓာကသူ့ရဲ့အခြေခံဖြစ်တဲ့ယုတ်30ကတတိအနေနဲ့ဒီမှာပါလာမျိုးစိတဲမှာမျိုးစိတဲမှာတတိလေးတွေရှိလာတယ်လို့လူဘဝမျိုးစိလေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလယေကြည်ဆိုတာအဲ့ဒါပြောတာမိခင်ဝမ်းနဲ့ပါနော်ပြီးမှရဲ့တုတ်သေးပေါ်မှာအပီပြုတ်ပြီးတော့ဒီသဘောတရားလေးတည်လာအဲ့ဒီသဘောတရားလေးက ။ဘာဖြစ်တော့ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးရေကြီးဆိုတာတခက်အဆက်အပေါက်ကလေး။ကျန်းကန်ထဲမှာဆို